Hello အားလုံးပဲမင်္ဂလာပါရှင်။ရိုရိုလေးကချင်းချန်နယ်ကနေပြန်လည်ကြိုဆိုလိုက်ပါရရှင်။ဒီနေ့မှာတော့တဝဲမှာအိမ်တိုင်းလူလူချက်စားလေးရှိတဲ့မဇလီရဲ့ဟင်းကျိုချန်နယ်လေးကိုချက်ပြသွားမှာဖြစ်ပါရရှင်။မဇလီရဲ့ဟင်းကျိုချက်ဖို့အတွက်အရင်ဆုံးချန်နယ်မှာရှိတဲ့မဇလီရဲ့လေးတွေကိုကူမယ်နော်။မဇလီရဲ့ဟင်းကျိုကိုလေသူတို့အိမ်မှာတော့လာမှာဆိုလို့ရှိရင်တော့တစ်ခါမဟုတ်လို့ရှိရင်တော့တစ်ခါလောက်ချက်စားလေးရှိတယ်ပေါ့နော်။ မစလီရက်လေးတွေကိုကူပြပြဆိုလို့ရှိရင်တော့ခရမ်းကစော့သီးလေးတွေလည်းကူမယ်။ခရမ်းသီးရှိလို့ရှိရင်လေခရမ်းသီးကိုမီးဖို့ပြထည့်မယ်ဆိုလို့ရှိရင်မစလီရက်ဟင်းချိုလေးရလေးပို့ပြီးတော့တောက်လို့ကောင်းပါရဲ့ရှင်။မဇလီရလေးတွေကိုအညာချွေမယ်။ပြီးရင်ရေစေးပြီးတော့နှစ်ရေလောက်ပြုတ်ထားလိုက်မယ်နော်။ ခရမ်းကစုတ်သီးလေးကိုလည်းအညာချိမယ်။မဇလီရဲ့ရင်းချိုတဲ့ကိုထည့်မယ်။ပိုင်ပစ္စည်းလေးတွေကိုအသင့်ပြင်ထားမယ်။ပစုံ6ကိုရည်စေးမယ်။ပြူဇံကိုလည်းရည်စေးထားမယ်နော်။ပြီးရင်ပြုတ်ထားတဲ့မဇလီရက်ကိုရည်စုပြီးတော့ကက်ကြီးလေးနဲ့ညှက်မယ်နော်။ကိုကလည်းခါတက်တက်လေးကြိုက်တယ်ဆိုလို့ရှိရင်တော့တရေလောက်ပြုတ်ရင်ရည်ပေါ့နော်။ ကျွန်တော်တို့နှစ်ရည်လောက်ပြုတ်ထားပါတယ်ရှင်ပြီးရင်တော့ပက်တီညက်မယ်ဒါဆိုရင်ဆက်ချက်မယ်နော်စီလီအနှဲငယ်ထည့်မယ်စီဆူဒီဆိုလို့ရှိရင်တော့တပြားရိတ်ထားတဲ့ကြက်ပေါင်ပြည့်ထည့်မယ်စီကိုပါတယ်ဆိုရင်လေးပဲနည်းနည်းထည့်မယ်ပေါ့နော်နည်းနည်းမို့ထည့်မယ်ဒီလိုရှိရင်တော့စက်တော်လေးလေးလေးစိတ်စိတ်ပြီးတော့ထင်မယ်။ပြီးရင် စင်စားငပိလေးအနှဲငယ်ထည့်ပြီးတော့ဆီတက်လိုက်မယ်နော်ငပိလေးမွေးလာပြီဆိုလို့ရှိရင်တော့ဒီလိုဇာန်နဲ့ဒီကုန်၆လေးကိုထည့်မယ်ဒီလိုဇာန်ကိုအရင်ထည့်တာကလေးထားလိုက်လို့ရှိရင်လေထိုက်ပြီးတော့နူးပြီးညောင်လို့ပေါ့နော်ဒီရေခရမ်းကစုတ်ဒီထည့်မယ်ကဲကစုတ်ဒီထဲကအရသာလေးတွေထွက်အောင်လို့တချမ်းခွဲပြီးထည့်လိုက်ပါရစေ။အားလုံးတမတော်အောင်လို့ဝေထားလိုက်မယ်နော်။ အနက်လေးကတင်းလာပြီဆိုလို့ရှိရင်တော့ရေထည့်မယ်ဒီမှာတော့ဆူနေတဲ့ရေကိုထည့်ထားတာပေါ့နော်ရေတကယ်လို့ရေထည့်မယ်ဆိုလို့ရှိရင်တော့နာနာလေးစုခိုင်းဖို့လိုပါတယ်ရှင်ဟင်းရင်ထက်တာလည်းကြာနေပြီဆိုတော့အရသာနေနဲ့စားထည့်မယ်ပြီးရင်တော့အရသာမို့အနှဲငယ်ထည့်မယ်ပြီးရင်ပဲသေးထည့်ပြီးတော့ချက်ထားလိုက်မယ်နော် ချက်ထားလိုက်တာအသီးလေးတွေအားလုံးကျက်နေပြီဆိုလို့ရှိရင်တော့ဒီယိုဇာနူးမနူးကိုအရင်ကြီးကြည့်မယ်။ဒီယိုဇာလေးနူးနေပြီဆိုလို့ရှိရင်တော့နောက်ဆုံးမှညှစ်ထားတဲ့မစလူရက်ထည့်မယ်။ကြည့်ချက်မယ်ဆိုလို့ရှိရင်လေခင်ကြီးကနာနာစုခိုင်းဖို့လိုပါတယ်ရှင်။မက်ဆီလီရက်ထည့်ပြီးလို့ရှိရင်တော့ခဏပဲစုခိုင်းမယ်နော်။ဒီလောက်ဆိုလို့ရှိရင်တော့မက်ဆီလီရက်ဟင်းချိုလေးကကြက်ပြီပေါ့နော်။ ါဆိုလို့ရှိရင်တော့အရသာမြည်ကြည့်လို့ရှိရင်ဒီမင်းစားဖို့ပြင်လိုက်ပါမယ်ရှင်ပူပူမွေ့မွေ့နဲ့အရန်တောက်လို့ကောင်းတဲ့မဇလီရဲ့ဟင်းချိုလေးတစ်ခွက်ရပါပြီရှင်ဒဝယ်မှာဆိုလို့ရှိရင်လေဒီလိုတပေါင်းလာပြည့်နေ့မှာအိမ်တိုင်းလိုလိုမဇလီရဲ့ဟင်းချိုလေးကိုချက်တော့လေးရှိပါတယ်ရှင်အရသာလေးခါလာဆိုလို့ရှိရင်အရန်မခါဘဲနဲ့ဟင်းချိုကိုလေးပေါက်လေးဆိတ်လေးပေါ့နော် တီအိုဇန်လေးကလည်းနူးညံ့ပြီးတော့စိတ်နေရပဲမဇလီရဲ့ဟင်းချိုချန်နယ်လေးကိုအဆုံးထိကြည့်ပြီးလို့အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်နောက်ထပ်ဗီဒီယိုတွေမှာပြန်ဆောင်ကြမယ်နော်ဘိုင်ဘိုင်